အရင်ပိုင်းမှာတော့ဆရာအမှုခွဲရဲ့မက်ဆေ့ချ်ကြောင့်ကျွန်တော်တို့ရဲ့ကစားသမားတွေကဘလူးလော့စစ်မြေပြည်ကြီးတွေကိုတဖန်ပြန်လဲရောက်ရှိလာခဲ့ရပါတယ်။ဘလူးလော့အတင်းအပြင်ဂျပန်အနာ20လက်ရည်စေးအတင်းကိုပါမြင်တွေ့လိုက်ရတာမလို့အီဇာကီကကြောင်းတော့ပါတယ်။ယူနီဆယ်အတင်းကကောင်းနေမင်းတို့ကဘာလို့ဒီလိုရောက်နေရလဲ။တိတိကျကျပြောရမယ်ဆိုရင်တော့ငါတို့ကယူနီဆယ်အတင်းဝင်ဟောင်းနေပါဟာ။အော်လီဗာအိုက်ကူကတော့ငါတို့ကဆရာအမှုခွဲခေါ်လို့ရောက်လာတာဖြစ်ကြောင်းနဲ့ဘလူးလော့ project အတင်းမှာပါဝင်ဖို့ခေါ်ထားတာဖြစ်ကြောင်းပြောပါရတယ်။ဦးမိုးစိတ်ကတော့ဘိုလင်ပွဲမှာရှုံးသွားတာမလို့ဒီတစ်ခါအပီတိတ်မယ်လို့ကြုံဝါထားပါရတယ်။အီဇာကီကတော့ တို့နိုင်လို့နိုင်မှန်းတော့မသိပဲဘာလို့ကြောက်နိုင်သွားခဲ့တာဖြစ်ကြောင်းဇန်နီမမလေးကပဲရှင်းပြပေးလိုက်ပါတယ်တဖက်မှာတော့နိုင်ယုံမင်းစစ်ကမဘွိုင်းစတိုင်ဖန်နီယယ်တွေကိုအီစာကီကတွေ့သွားပြီးတွားပြီးတော့နှုတ်ဆက်မလို့လောက်တာကိုရေးကနန်းချင်းနဲ့ထက်လောက်နေတာမလို့စစ်ကမဘွိုင်းဖြစ်ချင်းမနေစမ်းပါနဲ့ဆိုပြီးပြောလိုက်ပါတယ်နှစ်ယောက်သားစကားပြောနေတော့မှာပဲဆရာဦးမခွားကဟိုလိုဂရမ်နဲ့ပေါ်လာပြီးတော့ကဲစိန်ရိုင်းတို့လူတွေကြီးမင်းတို့အားလေးရမှာပြောခဲ့ကြရလားမင်းတို့ခံမှန်းထားတဲ့အတိုင်းပဲငါအခုဆိုရင်လက်ရည်စင်အတင်းအတွက်လောက်ပိုင်ခွင့်အပြည့်စုံရထားပြီဖြစ်တယ်အခုဆိုရင်ရှုံးသွားတဲ့ခွေးတွေကလည်းသူတို့ရဲ့တံပိုးကိုဒိဋ္ဌိထားမိလောက်ပြီမလို့ ူတို့လည်းဒီ project မှာအသုံးပြုဖို့ငါဆုံးဖြတ်ခဲ့တာကိုရောကျော်ကတော့ဆရာအုံးမခွဲရဲ့ရှုံးသွားတဲ့ခွေးတွေဆိုတဲ့စကားပေါ်မှာနဲငယ်တော့ဒေါ်လာထွက်နေမိပါတယ်ဆရာအုံးမခွဲကနောက်ထပ်ရက်တရကြာရင်အနာတန်ဒီကမ္ဘာဖလားလာတော့မယ်ဆိုတော့ကဲကြည့်အောင်မင်းတို့ရဲ့အခုအနေထားနဲ့ဆိုရင်အနိုင်ရဘူးဆိုတာအာဆင်နယ်ကတော့ဖလားရရင်ရအောင်မယ်လို့ပြောပါတယ်အိုးကောင်းကောင်းရကျင်နာနာရိုက်ဆိုတဲ့အတိုင်းပဲမင်းတို့အရေးအချင်းတွေကိုဇက်တိုက်မြင့်နေပေမဲ့နီလန်တစ်ခုကိုငါတိထားတယ်ငါမှမီးတရာတစ်ခုရှိတယ်မင်းတို့ဘာအတမလာစီရလဲမမျော်လင့်မယ်မင်းတို့ရဲ့အတအကိုနိုးထမိလိုက်တာ လက်နက်တွေကိုရှာတွေ့ရတဲ့အားလုံးကဒီထူးခြားပြီးတော့ရက်ဆက်တဲ့ blue lock ဆိုတဲ့ပတ်ဝန်းကျင်ကြောင့်ပဲမင်းတို့ကအသည့်စမ်းတွေကိုရကျင်နေဆိုရင်တော့ငါကလည်းပတ်ဝန်းကျင်အသည့်ကိုဖန်တီးပေးရတာပေါ့အဲဒါကြောင့်မို့ငါမင်းတို့ကိုပို့ပြီးတော့ရက်ဆက်တဲ့ကဝါစီမီဆိုတဲ့ငယ်တွင်းတွေကိုပြစ်ချပေးဖို့ငါဆုံးဖြတ်ခဲ့တယ်အဲ့ဒီတော့ blue lock ရဲ့ဒုတိယအတုံးမှာမင်းတို့အားလုံးကကမ္ဘာအကောင်းဆုံးဥရောပလိ၅ခုထဲကိုခုံဝင်ရလိမ့်မယ်အဲ့ဒီ၅ခုကတော့အင်္ဂလန် ဒီလီမှာဆိုရင်တော့အမြန်နှုံးထိုးပေါက်နိုင်စွမ်းကြံတတ်မှုရုပ်ပိုင်းဆိုင်ရာအကြံခံမှုတွေကိုအသုံးပြုပြီးတော့ကိုသိင်းရတာကိုအလေးထားတဲ့နေရာပြောရမယ်ဆိုရင်တော့အသက်ရှူခြင်းမဲ့တဲ့ဖြောပြေးလီပေါ့နောက်တစ်ခုကစပိန်ဒီလီမှာဆိုရင်တော့နီးစနစ်နဲ့ဖန်တီးမှုပိုင်းတွေကိုအလေးထားတယ်တာမန်ဂိုးလောက်နဲ့သူတို့နိုင်ငံသားတွေကမကျေနပ်နိုင်ဘူးဒါကြောင့်အဲ့ဒီနေရာလှပမှုနဲ့ဖန်တီးနိုင်စွမ်းတွေကိုပေါင်းစပ်ထားတဲ့လှပတဲ့တန်စီလိုဖြစ်နေတာပေါ့နောက်တစ်ခုကအီတလီဒီလီရဲ့ကစားသမားတွေကလဲကွက်တဲ့နီးဖြူရာတွေကိုတိတ်ချက်ကြတယ်သူတို့ရဲ့ကောင်းလာတဲ့ခံစစ်ဖြူဟာနဲ့တကောကောမရှိနဲ့ပဲအနိုင်ယူကြတဲ့ တမန်ကြောင်လည်းရှိတယ်။ပြီးတော့ပြင်သစ်ပြင်သစ်ကဥရောပလိတွေကြားမှာမကြသေးခင်ရမှာနမကြီးရင်းနှီးမြှောက်နှံသူတွေကြောင့်ဈေးကွက်ထဲမှာဖွင့်ပြေးလာတဲ့လိလည်းဖြစ်တယ်။ငွေကြီးနဲ့အမြန်တက်လန်းတွေကြောင့်ဥရောပလိတွေထဲမှာရေပန်းအစားဆုံးနေရာတစ်ခုဖြစ်လာခဲ့တယ်။နောက်ဆုံးတစ်ခုကဂျာမနီဒီလိကတော့ဘောလုံးဆိုတာတပတ်အတင်းထက်ဂိုးဘုံတွင်းရည်ဆိုတဲ့ logic ကိုအခြေခံထားပြီးတော့အနိုင်ရဖို့ပဲဒီကောင်နေတက်တဲ့လိလည်းဖြစ်တယ်။ထပ်ပြီးပြောရမယ်ဆိုရင်တော့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုလို့တည်ထားတဲ့နိုဝဲနိုဝါကလည်းဒီမှာရှိရယ်မင်းတို့အတွက်ရေးချယ်ရခက်သားလောက်ရောပေါ့ဒါပေမဲ့ မင်းတို့နဲ့အတင်းတော်ဆုံးကဘယ်နေရာလဲဆိုတာကိုမင်းတို့ဆုံးဖြတ်ရမယ်မင်းတို့ရွေးချယ်ထားတဲ့လိတွေမှာအသက်ရှင်ကြမှုကြိုးစားရတယ်ကအနာတတိလက်ရည်စီလူရေးပွဲမှာအကျုံးဝင်လိမ့်မယ်မင်းတို့ကောမင်းတို့ကမ္ဘာအကောင်းဆုံးဆိုတဲ့ဘောက်လုံးပဝင်ခြင်းမှာချင်တန်အောင်လုပ်ရမယ်ထိတ်ဆုံးမှရည်ရည်ဖို့အတွက်လိုအပ်တဲ့တော့ချက်ကတော့မင်းတို့ရဲ့ပင်ကိုဆိုင်ရည်ပဲမင်းတို့ဂျပန်မှာရှာတွေ့ထားတဲ့လက်နက်တွေကကမ္ဘာကြီးနဲ့ရှင်လိုက်ရင်တော့ပြန်မြအောက်ကိုထိုးစင်းသွားနိုင်တယ်အဲ့ဒါမင်းတို့ဘယ်လိုခံစားရလဲမင်းတို့ဘာကိုယုံကြည်လဲဆိုတာကိုစမ်းတတ်ပေးလိမ့်မယ်အဲ့ဒါတော့မှမင်းတို့ရဲ့မတူကွဲပြားတဲ့တန်ဖိုးတွေကိုပြနိုင်အောင်မယ်ဆိုရင်တော့ကမ္ဘာကြီးကမင်းတို့ကိုစောင့်နေလိမ့်မယ် အဲ့ဒါ professional လမ်းကြောင်းပဲမင်းတို့ရွေးချယ်လိုက်တဲ့အကောင်းဆုံးပတ်ဝန်းကျင်ကကောင်းသည့်ဖြစ်စေဆိုးသည့်ဖြစ်စေမင်းတို့ရဲ့ဘဝကိုပြောင်းလဲသွားစေရမယ်ဆိုတော့ငါအမှတ်ခံတယ်အခုမင်းတို့ဘလူးလော့မှာတည်ဝင်ခဲ့ရတယ်ကိုလောင်းကြီးထပ်ဖို့အချိန်ကြပြီမင်းတို့ရဲ့အတောင်ပံတွေကိုဖြန့်ပြီးတော့ကဘာကြီးတွေကိုပြန်စမ်းလိုက်တော့စင်မီးကမင်းတို့အတွက်စောင့်နေပြီမင်းတို့ရဲ့အနာဂတ်ကိုလောင်းကြီးထပ်ပြီးတော့ဘေးပတ်ဝန်းကျင်အတွက်တိုက်ခတ်မလဲဆိုတော့ရွေးချယ်လိုက်တော့ဆိုပြီးတော့ဆရာဦးမုခွတ်ကပြောကြရင်ဘလူးလော့ chapter 153ကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်အရင်ပိုင်းမှာတော့ဆရာဦးမုခွတ်ကကျွန်တော်တို့ရဲ့ကစားသမားတွေကို ်ဘယ်လီအတွက်တိုက်ခိုက်မလဲဆိုတာအတွက်စဉ်းစားကြည့်မိနစ်60ပေးထားပါရယ်အီဂါကူရီယာဂျာမနီအိုဒိုယာစပိန်ကိုလိုရှီယာအီတလီနဲ့လေးလုံးကတော့ပြင်းထန်ဆိုပြီးတော့ပါစင်နဲ့သဘောကျမှုတွေကြောင့်ရွေးချယ်ခဲ့ကြပါရယ်မပိန်ဆက်ဆံရွေးချယ်မှုတွေမလို့ခါရာဆူကတော့နေပစီဆိုပြီးလွတ်ထားလိုက်ပါရယ်ဆန်နီမမလေးကတော့အီဇာဂီမင်းရောဘယ်တစ်ခုကိုရွေးမှလဲလို့မေးတဲ့အခါမှာတော့ဟမ်ငါလားငါဒီလိုငပိန်နေလို့ရွေးမှမဟုတ်ဘူးငါအတွက်တင့်လာတဲ့နေရာကိုပဲရွေးမှအေးလေဆရာအုံးမခွတ်ရှင်းပြရလဲအဲ့လိုပဲလေ ဒါဆိုရင်ငါကတော့ရွေးချယ်ရခက်နေပြီ။ငါအခုတလောမိုင်ပွဲတွေကြည့်ပြလို့အင်္ဂလန်သွားကြည့်ပေမဲ့ငယ်ကတည်းကဂျာမနီလီကိုလေးစားခဲ့တာဆိုတော့အဲ့ဒါမင်းရဲ့သူရဲ့ကောင်းနိုဝဲနိုဟာရှိလို့မဟုတ်လား။အေးဟုတ်တယ်။မင်းရောဆုံးဖြတ်ပြီလားချီကီ။စန်နီမမလေးကတော့သူ့ရဲ့အမြန်တော့စမ်းတတ်ချင်တာမလို့အင်္ဂလန်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါရယ်။တတိသားလေးကတော့အင်္ဂလန်မှာသူကြိုက်တဲ့တင်းတွေအများကြီးရှိတာမလို့စန်နီမမလေးနဲ့အတူလိုက်ဖို့ဆုံးဖြတ်လိုက်ပါရယ်။အီစာကီကတော့နာဂီရောနာဂီမင်းရောဆုံးဖြတ်ပြီလားလို့မေးပါရယ်။နာဂီကလည်းဘလုံးထင်းကျန်းနဲ့ဘာကဲရဘယ်နိုင်ငံကလဲ။သူ့ရဲ့ဗီဒီယိုတွေကိုငါချီကီနဲ့ကြည့်ဘူးတယ်။ ဇန်နီမမလေးကတော့အဲ့ဒီတယောက်ကအင်္ဂလန်လိမှာကစားခဲ့ကြောင်းနဲ့အခုတော့အနားယူသွားပြီဖြစ်ကြောင်းရှင်းပြပါရယ်။သူသဘောကျတဲ့ကစားသမားဆော့ခဲ့တဲ့နေရာမလို့အင်္ဂလန်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါရယ်။နာဂီနဲ့တတိသားလေးနှစ်ယောက်ကတော့အသင်းသူတော်ကြီးမလို့ You are my everything လို့လိုရသွားပါပြီ။ဘာချီရာကတော့အလင်အခေါက်နီးစနစ်တွေရှိတဲ့စပိန်ဝင်ပဲသွားဖို့ဆုံးဖြတ်လိုက်ပါရယ်။အီဆာကီကမင်းကြီးချဲ့မယ်ဆိုတာငါတိသားပဲ။အဲ့ဒါမင်းနဲ့လိုက်ဖက်ပါရယ်။ဆိုပြီးပြောတဲ့အခါမှာတော့ဘာချီရာကဟမ်ငါတို့ဘယ်နေရာသွားသွားအရေးကြီးလို့လား။ဟမ်ဘာပေါ်ရလဲ။ငါပြောချင်တာကငါတို့ကကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေဖြစ်ဖို့အတွက်ကြိုးစားနေရမလား။ ဆိုလိုချင်တာငါတို့ဘယ်နေရာပဲရွေးချယ်ရွေးချယ်အကောင်းဆုံးဖြစ်ဖို့ကြိုးစားရမယ်ငါတို့ရွေးချယ်မှုတွေမှန်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 ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေဖြစ်လာမယ်ဒါကဂရီးတစ်ခုပဲအဲ့ဒါကြောင့်မို့ငါတို့ရွေးချယ်တဲ့လမ်းတွေကမတူညီခဲ့ရင်တော့မင်းပြောင်းလဲသွားတဲ့အချိန်မှာငါတို့ပြန်ဆုံတွေ့ကြမယ်ဟုတ်ပြီလားโอเคနာဆာညီအီဇာကြီးကသူ့အရာအားလုံးကိုလောင်းကြီးထပ်ဖို့ရွေးချယ်လိုက်တဲ့ပအဝင်ကြီးကတော့ဂျာမနီပဲဖြစ်ပါတယ်ရွေးချယ်မှုကလည်းပြီးဆုံးသွားပြီမလို့အားလုံးကလည်းကိုယုံကြည်တဲ့အတင်းအသီးသီးစီကိုရွေးချယ်ပြီးပဲဖြစ်ပါတယ်အီဇာကြီးအပြင်ဂျာမနီကိုရွေးချယ်ခဲ့ကြတဲ့သူကြီးကတော့အီကာကူဒီမော်ဒယ်ဝိုင်းကိုကို theory ရိုက်ချီတော်ရင်သားလေးဂါရိုဂျူနီယာခရိုရနာနဲ့ခီယူရာတို့ပဲဖြစ်ကြပါတယ်လက်ခုလက်မှာတော့ဆီယအိုမိုခွဲရဲ့ဟိုလိုဂရမ်ကြီးပေါ်လာပြီးတော့ဒီတော့မင်းတို့ကဂျာမနီကိုရွေးချယ်ခဲ့ကြတယ်ပေါ့တွေးခေါ်မှုနဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာအနေနဲ့ကြိုးစားပါတယ်ဟျောင်းကြီးဆီယအိုမိုခွဲရဲ့ဟိုလိုဂရမ်ကြီးဟာအခုဂျာမနီရဲ့လက်ရှိအသံမာဆုံးအတင်းရတော့ဘက်စတာမန်ချင်ပဲမင်းတို့ကအဲ့ဒီကလပ်ရဲ့အနာဒန်ဒီအသင်းဝင်နေတဲ့အတူတူလေ့ကျင့်ရမယ်။အီဇာဂီရောတော့တမ်းပြီးဂျာမနီသွားရောမယ်အထင်နဲ့။ကြောင်အန်းအန်းဖြစ်နေတော့ဟိုထညီလေးတို့မင်းတို့ထင်တာကနဲ့စမ်းကြက်ဘက်ပဲ ငါတို့ကဥရောပအသင်းကြီး၅သင်းရဲ့ကျန်တဲ့နဲ့ပတ်ဝန်းကျင်ကိုဒီမှာပဲဖန်သီးမှာဒါကြောင့်မို့အသင်းကြီး၅သင်းကမင်းတို့နဲ့တက်တူရဲတူကျဲဝင်းတွေကိုဒီကိုခေါ်ထားခဲ့တယ်ဒါကြောင့်မို့အင်္ဂလန်ဥပါစ်အင်္ဂလန်ရဲ့မန်ချက်စတီစပိန်ရဲ့ဘာချာနဲ့ပြင်သစ်ရဲ့ Barry Agent နောက်ဆုံး Basta Mansion နောက်ထပ်မင်းတို့လောက်ရမှာအဲ့ဒီအသင်းနေတဲ့အတူတူအောင်မြင်အောင်လုပ်ကြဖို့ပဲဖြစ်တယ်အဲ့ဒီလိုအသင်းတွေရဲ့တိုက်စစ်မှုတွေစီကနေမင်းတို့တင်ယူကားလိုက်မယ်ကဲမင်းတို့မိတ်ဆက်ပေးပြရစီ Basta Mansion အသင်းရဲ့ Ace လက်ရှိကမ္ဘာအကောင်ဆုံးတိုက်စစ်မှု နိုဝဲနိုဝါလို့မိတ်ဆက်ပြီးနေပဲ6တာ154ရတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်နောက်ထပ်အပိုင်းမှာတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ဘလူးလော့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံး character တွေရဲ့တစ်ယောက်ဖြစ်တဲ့ဦးပါအသိန်းရဲ့နောက်ကန်ကစားသမားဒေါ်ဂျိုရန်စုအကြောင်းကိုတင်ဆက်ပေးတော့မှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ